ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကဏ္ဍကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာဆက်ရောက်တဲ့မွန်နေ့ရှင်များကတော့မိုးကောင်းမျိုးမှအောင်တန်းကလောမျိုးမှဒေါ်မေစီရန်ကုန်တူဝနမှရဲလင်တောင်မြကြည်နာမျိုးမှအာမိုင် မိချီလာမျိုးမှသန္နာအီနာဂတောင်တန်းပိနေကုန်းရွာမှရောစာကဲခန်းဒီမှမောင်မတဲမိုင်ကန်နမ်ဘူးမျိုးမှ မနဲ့နိုင်စောတိုင်းမြို့မှမြို့မှကိုကိုတိန်ဆောင်ရန်ကုန်မြောက်ကလာမှချုပ်ပင်းအာမီလိုပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တောင်းဆိုလာတာကတော့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာဝင်းနေချရောက်တဲ့ဝင်းနေရှင်နော်ဖူကေဖို့ရဲ့ဝင်းနေမှာ happy birthday ပါတကယ်ချင်းယူဥစွာတက်ရှင်ဝင်ပေးတဲ့ဖះရှင်နဲ့ကျွေးမွေးဆောက်ရှောက်တဲ့ မိဘကိုကျေးဇူးတင်ပါတယ်။မွေးနေ့မှာအစချစ်ဆုံးတငယ်ချင်းလဲပျော်ရွှင်ပါစေ။နောက်နေ့ပေါင်းများစွာတိုင်ငါနဲ့အချစ်ဆုံးတငယ်ချင်းအဖြစ်ဆက်ခံသွားနိုင်ပါစေ။ဖြစ်ချင်တဲ့အရာနဲ့ဖြစ်လာတဲ့စံနာတွေလည်းတထက်တဲကြပါစေ။မိဘကိုခေလိမ်မာမာနဲ့ရှာကျွေးနိုင်ပါစေ။လုပ်တွေအဆင်ပြေပါစေ။နေ့ရက်မွေးနေ့လေးရောက်တိုင်းမွေးနေ့လက်ဆောင်နဲ့မွေးနေ့စုတောင်းလေးအမြဲစုတောင်းပေးနိုင်ပါစေ။ ဆိုသမျှလည်းသိခံနိုင်ပါစေလို့မွေးနေ့မှာတကယ်ချင်းအပေါ်စွတ်တောင်းမြတ်တာပို့တာလိုက်ပါတယ်ဆိုပြီးတော့မိုင်းကေစင်ထူးကနေမွေးနေ့ဓမ္မတီတောင်းဆိုလို့ပေးထားပါတယ်ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များ ကြည့်ရှုနာဆင်အပေးနေကြသူများတောင်းဆိုထားကြသူများအလုံးပေါ်အပါဘုရားသခင်ရဲ့ကောင်းချီးကျေးဇူးများတော့စားတဲ့တပုတ်တူ၍ ခံစားရပါစီကြောင်းအရှသမတရားညီမဝဲစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ရှင်ဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေရင်ဒေသရှင်ဂရေဟန်ဒီဆိုထားတဲ့ခေါ်အားဆိုတဲ့ဓမ္မတစ်ချင်းကိုတင်ဆက်ပေးလိုက်ပါတယ် ချိန်တွေတိုင်းဘိုးတော်သားလဲကျွန်ုပ်ရဲ့ခွန်အားပါဘိုးတော်ကျွန်ုပ်သာအမြဲရှိပေးပါအနေဝိုင်းနေတဲ့ချိန်တွေတိုင်းဘိုးတော်သားလဲကျွန်ုပ်ဤခေလုံးများဘိုးတော်ကျွန်ုပ်ဤလင်းဖြစ်ပေပါအမှန်ဝလမ်းမောမရှောင်နေစဉ်ခါ ူရောသာလေးကျွန်တော်ဤလမ်းပြရှင်ကိုရောကျွန်တော်ငါအမြဲရှိပေးပါကိုရောခေါ်တန်ကိုချနာနိုင်ရန်ကိုရောအလိုတော်တိုင်းလိုက်ရှောင်းနိုင်မို့ဘိုးဖာဖျာကိုရောသာကျွန်တော်ဤလေးရှင်ကိုရောသာကျွန်တော်ဤ ချင်းတွေတိုင်းကိုတော့သာလဲကျွန်တော်ရဲ့ခွန်အားပါကိုတော့ကျွန်တော်နာအမြဲရှိသေးပါ Anyway နေတဲ့ချင်းတွေတိုင်းကိုတော့သာလဲကျွန်တော်ပြီးခေါ်လုံရကိုတော့ကျွန်တော်နာအမြဲရှိသေးပါယုံကြည်ခြင်းအားနဲ့ချင်းတွေတိုင်း သာလေးကျွန်ုပ်ဤကိုခွေရကိုရကျွန်ုပ်နာအမြဲရှိပေးပါနောက်ဆုံးသောနေ့ချိန်တိုင်းအောင်ကိုရသာလေးကျွန်ုပ်ဤဆိုပိုင်ရှင် ာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကိယုနာရှင်ဖခမီးတော်ဗျာ။ကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူ အစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ခရီး ာမင်ခရစ်တော်၌ချစ်လာတော်ဓမ္မမိတ်ဆွေပေါင်းတို့တခါတရံအင်မတန်လှပတဲ့တဘာဝအလှတရားတစ်ခုကကျွန်ုပ်တို့အားဖန်ဆင်းရှင်ကိုမေလျော်စေတယ်။အံအောပဲလှပတဲ့တဘာဝမြစ်ချောင်းအင်းအိုင်တောတောင်ပန်းမှန် တတဝါတွေကို ကြည့်ပြီးသူတို့ရဲ့အလားတရားမှာနေမျိုးရင်းနဲ့သူတို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကိုတတိမရတတ်ကြတော့ဘူးဒါကလည်းနှောက်ရခြင်းတစ်မျိုးပဲဖြစ်တယ်အလားတရားရဲ့အလွန်တနည်းအားဖြင့်ဒီလောကရဲ့အလွန်ကိုကြည်နိုင်ဖို့ရန် လိုအပ်ပါတယ်ဖန်ဆင်းကအရာတွေထဲမှာအကြီးမြတ်ဆုံးဖြစ်တဲ့လူသားတွေကိုမြင်တွေ့တဲ့အခါအဲ့ဒီလူသားတွေပေါ်မှာထားတဲ့ ဖြစ်ချင်းမုံချင်းတွေနဲ့ပြေဝပြီးထိုသူတို့အပေါ်မှာသာ အာယုံဆိုင်မိကြတယ်။အမှန်တကယ်ဖြစ်ရမှာကထိုလူသားတွေကို ဖန်ဆင်းတဲ့သူကိုတတိယအောင်မိကြရမယ်။ဒီနေ့ပထမကျမ်းစာထဲမှာရှင်ယောဟန်ကခရိယန်ကျိုးဟာတူးကိုတူးဘုရားသခင်ရဲ့မျက်နှာကို ထောက်ထားပြီးယောသားစွာချစ်ခင်ကြတာကို တွေ့တဲ့အတွက်ပျော်ရွှင် ဝမ်းမြောက်တယ်လို့ဆိုတယ်။ ာဟာခရိယအတ္တဓာရဲ့ဘဝကျင့်စဉ်ဖြစ်တယ်။အမြဲတမ်ဖန်ဆင်းကအရာတွေရဲ့နောက်ွယ်ကဖန်ဆင်းရှင်ကိုတတိမူပြီးပြုမူဆက်ဆံရင်ခွေတော်သခင်ကြွလာတဲ့အခါကျွန်တို့အစဉ်သင့်ဖြစ်နေပါလိမ့်မယ်။ဘဝကို အပြည့်အဝစိတ်အားထက်သန်စွာအသက်ရှင်ကြရမယ်။ထာဝရဘုရားသခင်ကို အမြဲစိတ်ထဲအောင်မေ့ကြရမယ်။တတဝါတိုင်းလူတိုင်းကိုတန်ဖိုးထားကြရမယ်။ မိမိလက်ရှိအခြေအနေအသက်တာ၌သာလျှင်နင်မိုးမနေပဲအားလုံးကိုဖန်ဆင်းအုပ်ချုပ်သူ ကျွန်တော်တို့အားလုံးရဲ့နောက်ဆုံးပန်းတိုင်ဖြစ်သူသာဝရဘုရားသခင်ကိုအာယုံပြုပြီး ရှင်သန်ကြရမှာ ဖြစ်တယ်။ဧဝံဂေလိချမ်းစာတော်ထဲမှာနိုအေလက်ထက်ကလူတွေစားတောက်ပျော်ပါပြီးအပြစ်နဲ့ပြည့်နေတဲ့ဘဝမှာနှိမ်မိုးရင်ရေနဲ့ဖြည့်ဆည်းခြင်း ခံခဲ့ရတယ်ဆိုတော့ကို သခင်ခွတ်တော်ကပြန်လည်သတိပေးပြောကြားခဲ့တယ်။ဒီလူတွေကနှောရဲ့သတိပေးဟောပြောချက်ကိုလစ်လျူရှုခဲ့တဲ့အတွက်ထိုကဲ့သို့ခံခဲ့ရခြင်းဖြစ်တယ်။အေဒီ90ဂျေရုဇလင်မြို့မပြည့်စည်ခင်ကလည်းကြိုတင်ပြည့်စည်မဲ့ကြောင်းသတိပေးပြောဆိုခဲ့တယ်။အစဉ်သင့်ဖြစ်အောင်ကြိုတင်သတိပေးခဲ့ခြင်းဖြစ်တယ်။နောက်ဆုံးတော့အချင်းဆိုတာလဲဘယ်ချင်းဖြစ်မလဲဆိုတာအတိအကျမပြောပေမဲ့ အဲ့ဒီအချိန်အတွက်အစဉ်အသင့်ဖြစ်ဖို့ကြိုတင်သတိပေးပြောချတာတယ်လက်ရှိဘဝမှာနေမိုးမနေပဲအနာဂတ်ကိုဒါမှမဟုတ်လောကုတ်တရားကို အမြဲသတိမူပြီးရှင်သန်ဖို့ရန်အတွက်သတိပေးနေခြင်းဖြစ်တယ်ပြင်ဆင်ထားတဲ့သူတွေကစုချခံရမှာဖြစ်သလိုမပြင်းစင်ထားတဲ့သူတွေကလည်းအပြစ်ပေးခံရလိမ့်မယ်။ယခုကတည်းကအကောင်းငယ်နိုင်ငံတော်ကို တွေ့ခြင်းရင် သခင်ခွတော်ရဲ့တုံသင်ချက်တိုင်း လက်တွေ့အသက်ရှင်ကြရမယ်။ဖျားသခင်ကို အစွမ်းရှိသမျှချစ်ပြီး ကိုနဲ့နှိစက်တဲ့သူတွေကိုလည်းနှိမ့်ချခြင်း၊ချစ်ချင်းမေတ္တာဖြင့်အစေခံရင်းကြိုမတိနိုင်ပေမဲ့တေချာပေါက်ရောက်ရှိလာမဲ့ဖျားသခင်ရဲ့နိုင်ငံတော်အတွက်အစင်သင့်ဖြစ်မှာဖြစ်တယ်။ခေါင်းငယ်နိုင်ငံတော်အတွက်အစင်သင့်ဖြစ်ဖို့ရန်အတွက်အချုပ်အားဖြင့်စွတောင်းမေတ္တာဖြင့်တန်ရှင်းသောဘဝအတ္တတော်ကို ရှင်သန်ကြရမယ်။ ကျူလွန်မိတဲ့အပြစ်အမှားများအတွက်တန်ဆက်ဖြေရင်းဂယုနာလုပ်ငန်းများကို ဆောင်ရွက်ကြရမယ်ထို့သောပြင်ဆင်နိုင်ရန်ကြိုးစားအသက်ရှင်ကြပါစို့တောတာရှင်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီသဘာဝအမွေဆိုတဲ့ခန္ဓာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့ရေရဲ့အရေးပါပုံနဲ့ ရေရရှိနိုင်တဲ့နီလန်းမျိုးအကြောင်းကိုကျွန်တော်အနေနဲ့ပြင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဓမ္မမိတ်ဆွေပေါင်းတို့ခင်ရေအသက်တမနဲ့ဆိုတဲ့စကားကတော့ကျွန်တော်တို့အားလုံးကြားဘူးပြီးသားပဲဖြစ်ပါတယ်။ခမင်းမစားဘဲနဲ့အချိန်တော်ကြာကြီးနေလို့ရပြီမယ်လေ။ရေမရခဲ့ရင်တော့အချိန်အနည်းငယ်အတွင်းမှာပဲအင်အားတွေကုန်ခန်းပြီးရှိနေသွားမှာဖြစ်ပါတယ်။ဇာတိဥရုပူအိုက်တဲ့ဒေသတွေမှာဆိုရင်တော့ပို့ပြီးစိုးပါတယ်။ပို့ပြီးလဲအင်အားကုန်ခန်းနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တက်ရှိလောကအတွင်းရေဟာအတက်ကမြကိုပြန်မိုးထားရပါဘူး။ဒါကြောင့်လဲရေဟာအတက်လို့ပြန်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါမယ်။ကျွန်တော်တို့လူတွေရဲ့ခန္ဓာကိုယ်မှာ65ရာခိုင်နှုန်းဟာရေတများနဲ့ပဲဖွင့်စည်းထားပါတယ်။ထို့တူတက်ရှိများရဲ့ရေပါဝင်ဖွဲ့စည်းပုံဟာလည်းမတူညီကြပါဘူး။တိရစ္ဆာန်ဖြစ်တဲ့အတွက်အမျိုးမျိုးကွဲပြားကြပါတယ်။နေရာဒေသပေါ်အကောင်ရဲ့ဝါရာပိန်းနာ စားတဲ့ပုံမူတည်ပြီးများစွာခွဲပြားကြပါတယ်။ဘုံကအားဖြင့်ပြောရမယ်ဆိုရင်တော့ကျွဲကျွဲရဆိုရင်ရေပါဝင်မှု82ရာခိုင်နှုန်းတိရှိပါမယ်။ငါးတွေမှာဆိုရင်69ရာခိုင်နှုန်းတိရှိပါမယ်။အဲကျွန်တော်ကြက်တွေမှာဆိုရင်တော့80ရာခိုင်နှုန်းရှိရေဓာတ်ပါဝင်တာကိုတွေ့ရပါတယ်။ဒီလိုပါပဲသစ်သီးများမှာလည်းမပြောသေးမှရေဓာတ်ပါဝင်မှု86ရာခိုင်နှုန်းရှိပါတယ်။ ကျွန်တော်လူသားတွေရဲ့အစာချေစနစ်ကောင်းမွန်တယ်ပတ်ဖို့ရာကျွန်တော်ရဲ့အမေပါများခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲများရှင်တန်နိုင်ဖို့ရာရေဓာတ်ကလုံဆောင်ပေးပါတယ်ခန္ဓာကိုယ်ရေပြားရဲ့အောက်မှာရှိတဲ့ခြေပေါက်လေးတွေရဲ့အောက်မှာရေပမာဏကိုစုပ်ယူထားပြီးသူ့အိုက်တဲ့ရာသီတွေမှာကျွေးအဖြစ်နဲ့ပြန်လည်ထုတ်ပေးတဲ့သဘောဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကောင်းမွန်လာတဲ့ system တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ပူအိုက်တဲ့ရာသီဥတွေမှာ ချွေးလေးထွက်ပြီးအေးမြနေတာပဲဖြစ်ပါတယ်။သောရရှင်ဓမ္မမိတ်ဆွေပေါင်းတို့ဒီလိုမျိုးရေဟာကျွန်တော်တို့တက်ရှင်လှူရှားနိုင်ဖို့အတွက်ဓာတ်ရိုက်ကူညီနေုံနဲ့မကပါဘူး။တွေ့ဝိုက်ပြီးတော့လဲစိုက်ပျိုးရေးလုပ်ငန်းတွေမွေးမြူရေးလုပ်ငန်းတွေပါလဲကူညီပေးနေပါတယ်။ကျွန်တော်တို့ရဲ့ရေချိုး80ရာခိုင်နှုန်းကိုတီးနှံများထုတ်လုပ်တဲ့နေရာမှာကျွန်တော်တို့သုံးစွဲနေကြပါတယ်။အစားသာထုတ်လုပ်တဲ့နေရာမှာလဲရေပမာဏဟာမပိုင်မဖြစ်ပါဘူး။ရေးကြည့်ပါစဘာတေကတရားစီအတွက် ရေချိုပမာဏဟာတသန်း3သိန်း5,6894ကလက်လိုအပ်တယ်ပညာရှင်များကနေတွက်ချက်ထားရှိပါတယ်ထို့သူပါပဲကျွန်တော်နေထိုင်မှုကိစ္စတွေမှာလည်းရေချိုပမာဏများစွာလိုအပ်ရရှိနေပါတယ်ကျွန်တော်တို့စားဖို့တောက်ဖို့ချက်ပြုတ်တာကနေစပြီးအဝတ်စားလျှော်ဖို့ပိုက်ချွတ်စေးတန်ရှင်းရေလုပ်ငန်းတွေကအစရေချိုပါဝင်မှုဟာအဓိကကြပါတယ် တတိပြောရမယ်ဆိုရင်တော့ဒီတို့ရေးချိုးဟာကျွန်တော်တို့လူသားများအတွက်အလုံးကိုတန်ဖိုးရှိလာတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါလေဒီလိုအဖို့တန်လာတဲ့သဘောကရရှိတဲ့တန်ဆတာဟာမကုန်ခန်းနိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူးရေဆိုတဲ့နေရာမှာရေချိုးနဲ့ရေငယ်ရှိပါတယ်ရေချိုးဟာပဲကျွန်တော်တို့အဓိကအသုံးချတာဖြစ်ပါလေပမာဏအဖြစ်အရန်ကိုနည်းပါပါလေဘဝမှာရှိတဲ့ရေတူအလုံးပမာဏရဲ့ရေချိုးဟာ1.500ခန်းလုံးပဲရှိပါတယ် ကျန်တဲ့60%တတ်သမ900ခန့်တော့ကတော့ရေငန်နေဒီပဲဖြစ်ပါတယ်။အဲဒီရေချိုးပမာဏမှာတောင်မှ1.60%ရာခိုင်နှုန်းတော့ရေခဲတောင်နေရေခဲမြစ်တွေပမာဏဖြစ်ပြီး3.00%ခန့်တော့ကတော့ရေအောက်ကြီးဖြစ်ပါတယ်။အဲ3.00%ခန့်တော့ကတော့ဒီချောင်းနေအင်းအိုင်နေရေခဲနေမှာရှိတဲ့ရေပမာဏတွေပဲဖြစ်ပါတယ်။ဒီပမာဏတွေကိုကျွန်တော်တို့စဉ်းစားတွက်ချက်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့တကယ်ဒီသားတွေလက်ရှိသုံးနေတဲ့ပမာဏဟာအတော်ကိုနည်းပါတဲ့ဒီပမာဏဆိုတာကိုကျွန်တော်တို့သိရှိရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာရေနုနဲ့ရှင်လိုက်မယ်ဆိုရင်တော့အတိုင်းတဟာအတော်ကိုကြီးမားပါသေး။ဒါကြောင့်လည်းကျွန်တော်တို့ပြဿနာများမရှိဖဲနဲ့ဘဝမှာရှိတဲ့ရေတန်ဇာတာကိုကျွန်တော်တို့စိတ်ချလက်ချသုံးဆွဲနိုင်နေရပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်နေရာဘယ်အချိန်ထိကျွန်တော်တို့ဆက်လက်ထိန်းထားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့စဉ်းစားရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။ အဓိကတော့ကျွန်တော်တို့သုံးဆွဲတဲ့ရေပမာဏဟာလိုနေပါနေတဲ့စကားပါပဲ။ဒါကြောင့်လည်းဒီလိုရေးကြည့်တဲ့ရေချိုတန်စရာကိုကျွန်တော်တို့မဖြုံးတိပဲနဲ့ထိမ့်သိမ့်တိမ့်သိမ့်နဲ့ဆက်လက်ရေရှိတည်တတ်နိုင်မှုရတယ်ကျွန်တော်တို့စူးစမ်းကြရမှာဖြစ်ပါလိမ့်။မိတ်ဆွေများခင်ဗျာဒီတစ်ပတ်ကျွန်တော်ရဲ့တင်ပြမှုတော့ဒီမှာပဲကျွန်တော်ဝင်ပြူ။ကျွန်တော်နောက်တစ်ပတ်များမှာလည်းအသက်ရေဆိုတဲ့အပိုင်းဒုတိယပိုင်းကိုကျွန်တော်ဆက်လက်တင်ပြပြီးတော့ဖြစ်ပါလိမ့်။မိတ်ဆွေပေါင်း မိမိတို့လိုအပ်နေသောရေချိုတန်ဆတာကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ခြင်းဖြင့်မိမိတို့ကိုလည်းကုညီရသလိုသဘာဝတရားကိုလည်းကုညီရရောက်တယ်ဆိုတဲ့အကြောင်းကိုအလုံးသိနိုင်ကြပါစေကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ကျွန်တော်ဆောနိုင်ပါဒီကနေ့အတွက်သတင်းကဏ္ဍ ဆူရနိုင်ငံလေပိုင်းတွင်ကြမ်းဖက်မှုများတိုးမြင့်လာသဖြင့်လူထောင်ပေါင်းများစွာထွက်ပြေးတိမ်းရှောင်နေရခြင်းတရင်ကိုဝေမျှပေးမှာဖြစ်ပါတယ်။ဆူရနိုင်ငံတွင်စစ်တပ်နှင့် RSF တို့အကြား Gol Dopan အလေပိုင်းဒေသတွင်တိုက်ပွဲများပုံမှုပြင်းထန်လာသောကြောင့်လူထောင်ပေါင်းများစွာသည့်၎င်းတို့၏နေအိမ်များကိုစွန့်ခွာထွက်ပြေးနေကြရကြောင်းဤပရိပခါသည်ယခင်ကပင် လူ14သန်းကို နေရာစွန့်ခွာစေပြီး ခမန်းကြီးအားဖြင့်လူတသိန်း2000ခန့်တည်ဆုံခဲ့ရသည့်ပရိပခါကိုပုံမနဲ့ဆိုင်စေခဲ့ပါသည်ဆူဒန်စစ်တပ်နှင့်လက်နက်ကိုင် Rapid Support Forces RSF တို့အကြားရစက်ချမ်းကျုပ်တို့ပြည်တွင်းစစ်ကြောင့်နေရဆုံခွာရသည့်ခမန်းကြီးလူ14တန်း၏ဆင်းရဲဒုက္ခများအပြင်အကြမ်းဖက်မှုများတိုးလာသောကြောင့်ထောင်ပေါင်းများစွာသောလူများသည် ဤယတရဘအကုံတွင်၎င်းတို့၏နေရများကိုထပ်မံစွန့်ခွာထွက်ပြေးနေကြရပါသည်။ကာလာကြာရှည်စွာအုပ်ချုပ်ခဲ့သူအိုမာအယ်ဘာရှာကိုဖြုတ်ချပြီးနောက်2023ခုနှစ်တွင်ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် RSF တို့အာနာလူယန်စတင်တိုက်ခိုက်ခဲ့သည့်ပြည်ပခစတင်ဖြစ်ပွားချိန်မှစ၍လူပေါင်း3000ခန့်တေဆုံးခဲ့ရသည်ဟုလည်းခန့်မှန်းရပါသည်။ဤကဲ့သို့ယတရဘအတွင်း RSF က El Fasha မြို့ကိုတိမ့်ပိုက်ပြီးနောက်မြောက်ပိုင်း Darfur တွင်အရတားများပေါ်ကျွလွန်ခဲ့သည့်ကြောင်းမဲ့ဖွယ်ရာရက်စက်မှုနှင့်စစ်ရာဇဝတ်မှုများဆိုင်ရာသတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းပြီးခဲ့သည့်3ရက်အတွင်းဆူဒန်လယ်ပိုင်းတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့်လူ2000ခန့်နေရာစွန့်ခွာခဲ့ရကြောင်းမျက်မြင်သက်သေများနှင့် ကုလသမဂ္ဂအရာရှိများကဖော်ပြထားပါသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်ရေးဖွဲ့စည်း International Organization for Migration အဆိုအရနေရာစွန့်ခွာရသူများသည့်တောက်ကြနေမှတနင်္ဂနွေနေ့ကြားမြောက်ကိုရိုဖန်ပြည်နယ်ရှိဘာရာဒေသမှမြို့နယ်နှင့်ကျေးရွာများစွာမှထွက်ပြေးလာကြသူများဖြစ်ကြပြီးကိုရိုဖန်သည်အနောက်ဒါဖူဒေသနှင့်အတူ မကြာသေးမီကပြည်ပခါဤဗဟိုချက်များထဲမှတစ်ခုဖြစ်လာခဲ့ပါသည် ဗိုလ်ရမင်းကြီးလေးဦး၁၄ကဆူဒန်ရှိအကြမ်းဖက်မှုများကို ရှုံချပြီးချက်ချင်းအပြစ်အခတ်ရဆေးရန်ပါတီများအကြားဆွေးနွေးရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းများ ဖွင့်လျင်ရန်နှင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်နိုင်ငံတကာ အထောက်အပံ့များပေးရန်တောင်းဆိုပေးခဲ့ပါသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများကအရှေ့မြောက်အာဖရိကနိုင်ငံရှိ ဤရေးပေါ်အခြေအနေကိုကမ္ဘာအကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရေးပေါ်အခြေအနေဖြစ်ဖော်ပြကြပြီးလက်ရှိဖြစ်ပေါ်နေသောကြမ်းဖက်မှုများအပြင်နိုင်ငံ၏ဒေသများစွာတွင်ငတ်မို့ခေါင်းပါမှုကတန်းနှင့်ချီသောလူများကိုချိန်ချောင်းနေကြောင်းလည်းသတိပေးထားကြောင်း APN Other News Agency အချက်အလက်များကိုကိုးကား၍ဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ ။ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြီးပါပြီ။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘီးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။